မင်္ဂလာပါရှင်ကျမတို့ဖူးဤနယ်ပါဒီဗီယိုမြန်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမကွေးတိုင်းကဖဲမြွတ်နယ်နယ်ရီကန်ဘူဟာစခန်းရဲ့ကာကင်းဖြစ်တဲ့ဂုတ်ကြီးကြီးရွာအခြေဆိုင်စစ်ကောင်စီရဲ့တက်စခန်းကိုအရခတ်တတော် AA နဲ့ပူးပေါင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့တယ်လို့စီရေးသတင်းရင်းမြစ်တွေကပြောပါတယ်ကောက်ကြီးစခန်းကို AA နဲ့ပူပေါင်းတပ်တွေကစက်တဘာလ26ရက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစက်တဘာလ28ရက်မှာအပြီးသက်သိမ်းပိုက်နိုင်ခဲ့ကြတာလို့သိရပါဗျ။ နေကံဘျူဟာအနီးကစွန်တက်ကြီးရွာအနီးမှာလဲစစ်ကောင်စီနဲ့တော်လှန်ပူးပေါင်းတပ်တွေအကြားနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေကြပြီးတော့စစ်ကောင်စီတပ်ဖက်ကလည်းနေကံဘျူဟာတိုက်ခိုက်သိမ်းပိုက်မခံရဖို့အသေးအတန်ကြိုးပမ်းနေတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်အရခတ်တတော်နဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်ခဲ့တဲ့ဂုံကြီးကြီးရွာဟာအမ်ဘရန်ကားလန်းပေါ်မှာရှိတာဖြစ်ပြီးတော့ဗရန်မြို့နဲ့ဆယ်မိုင်အကွာအဝေးမှာရှိတယ်လို့သိရပါရယ် အမ်ပရန်ကာလမပေါ်မှာစစ်ကောင်စီတပ်နဲ့အရခတတ်တော်ပူးပေါင်းတပ်တွေအကြား2025ခုနှစ်ဇန်နဝါရီလကတည်းကတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီးတော့စစ်ကောင်စီရဲ့တပ်စခန်း10ခုထပ်မင်းဲကိုသိမ်းပိုက်ထားပါတယ်ရှင်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေတဲ့တဝယ်မြို့နယ်မှာရိုးရွာတပိတ်မျောပွဲကိုစီကားတိုက်မြိုက်စွာကျင်းပဖို့စစ်ကောင်စီကစီစဉ်နေတယ်လို့ဒေသခံတွေကလည်းသိရပါဗျ။ရိုးရွာတပိတ်မျောပွဲကိုညာလုံးပေါက်ဖျော်ဖြေဖို့ပြင်ဆင်ထားတဲ့အတွက် ပွဲကိုသွားမဲ့လူငယ်တွေစစ်မှုထမ်းဖို့ပေါ်တာဆွဲခံရတာတွေကြုံရနိုင်တယ်လို့ဆိုပါတယ်။တဝဲရိုးရသပိတ်မျောပွဲကိုလာမဲ့အောက်တိုဘာလ9ရက်နဲ့6ရက်ညတွေမှာတဝဲမျိုးပေါ်မှာနှစ်ညဆက်တိုက်ကျင်းပသွားမှာဖြစ်ပြီးရိုးရပွဲဖြစ်ပေမဲ့တတိနဲ့သွာလာစီချင်တယ်လို့တဝဲမျိုးခံတယောက်ကပြောပါတယ်။တဝဲရွေရတပိတ်မျောပွဲတော်ကိုညာလုံးပေါက်ဖြောပြေးအစီအစဉ်တွင်ကျင်းပသွားမှာဖြစ်ပြီးဇက်တပင်ခစ်ပေါ်တေးဂီတာတွေနဲ့လည်းဖြောပြေးသွားမယ်လို့သိရပါဗျ ပြီးခဲ့တဲ့စက်တင်ဘာလ18ရက်နေ့ပိုင်းမှာတဝဲလောင်းလုံးနဲ့တရချောင်းမြို့နယ်၃ခုစလုံးကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်ရှင်။ရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်မူဆဲကျွန်းဒေသကကြက်ရိုးစိတ်ကြီးရွာကိုစစ်တွေမျိုးအခြေဆိုင်စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်အမျိုးသမီးတယောက်သေဆုံးပြီးတော့နှစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့လို့ဒေသခံတွေကပြောပါရတယ်။ စစ်ကောင်စီရဲ့စစ်တွေမျိုးနဲ့ပါတလိတ်ကြီးရွာမှာအခြေစိုက်ထားတဲ့တရင်တွေကစက်တင်ဘာလ29ရက်နေ့လယ်ပိုင်းမှာကြက်ရိုးစိတ်ကြီးရွာကိုလက်နက်ကြီး10လုံးထပ်မံပစ်ခတ်ခဲ့တဲ့အတွက်အမျိုးသမီးတစ်ယောက်သေဆုံးပြီးတော့အမျိုးသား2ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ရဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိခိုက်သေဆုံးသူနဲ့ဒဏ်ရာရရှိသူတွေရဲ့အသေးစိတ်အချက်အလက်တွေကိုတော့စုံစမ်းနေဆဲဖြစ်ပြီးနေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့မူဆဲကျွန်းဒေသခံအမျိုးသားတစ်ယောက်ကပြောပါဗျ။ လက်ရှိမှာကြက်ရိုးစိတ်ကြီးရွာကကြီးရွာသားတွေဟာစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ကံပြင်းကြီးရွာနဲ့အနီးတစ်ဝိုက်ကကြီးရွာတွေကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဒေသခံတွေစီကနေသိရပါတယ်ရှင်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာအသုံးပြုမဲ့ electronic မဲပေးစနစ်ကမဲပေးသူတွေရဲ့ကိုယ်ရေးအချက်အလက်လုံခြုံမှုကိုအာမခံချက်မပေးနိုင်တယ်လို့လူအခွင့်ရေးချိုးဖောက်လာနိုင်ကြောင်းစောင့်ကြည့်လေ့လာသူတွေကသတိပေးသုံးသပ်ကြပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။ စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲမှာအသုံးပြုသွားမဲ့မြန်မာ electronic မဲပေးစနစ်မြန်မာ electronic voting system MEVS ကမဲပေးသူတွေရဲ့ကိုယ်ရေးအချက်အလက်ကို လုံခြုံမှုအတွက်အမခန့်ချက်မရှိရနဲ့မဖြစ်မနေမဲပေးရမယ့်ပုံစံတွေကြောင့်မဲပေးသူတွေရဲ့လူခွေရေးချိုးဖောက်မှုတွေရှိလာနိုင်ကြောင်းကြွမ်းကျင်သူတွေကသတိပေးသုံးသပ်ထားပါတယ်။ကိုယ်ရေးအချက်အလက် UID နဲ့စည်းရင်းတွင်ထားတဲ့ data တွေတိုက်ဆိုင်စစ်ဆေးပြီး မပုံတင်ပြကမဲဆန္ဒပြုရတဲ့စနစ်ဖြစ်တဲ့အတွက်ဒီချက်လက်တွေကိုအသုံးပြုပြီးအစုလိုက်အပြုံလိုက်ထောက်လန်းရေးတွေလှုပ်လာမှာကိုစိုးရင်ရကြောင်းရွေးကောက်ပွဲဆောင်ကြီးလေးလာသူတယောက်ကသတိပေးပါတယ်ဒီ electronic maybe စနစ်ကကိုမတော်မကြတဲ့ကိုယ်စလေတယောက်မှမပါဘူးဆိုရင်တရားမဲမပေးဝဲနေဝင်မရှိတဲ့စနစ်မျိုးပေါ့နော်ဒီမဲယူနေဝင်တာတယောက်မဟုတ်တယောက်တော့မဲပေးရမယ့်စနစ်မျိုးရှိဖြစ်တယ်ပေါ့နော်ဆိုတော့ပေမဲလုံးဝဖြစ်ဖြစ်မဲ့အခြေအနေမျိုးတော့ မရှိဘူးပေါ့နော်အဓိကဆိုရင်ချက်ကတော့ဒီ electronic mail business မှာ mail ပေးကြတဲ့အချက်လက်တွေအားဒီ web mail business မဖြစ်မှာဆိုရင်ရတယ်ဒီချက်လက်တွေကိုတုံးချပြီးတော့မှကိုယ့်ရဲ့ချက်လက် database နဲ့အဲအခြားသောဟိုဒီ database နဲ့တိုက်ဆိုင်ပြီးတော့မှဒီ mass surveillance ပေါ့နော်စူလိုက်ပြုံလိုက်အဲဒီစုံစမ်းထောက်လန်းတာမျိုးတွေလုပ်လာမှာမျိုးဆိုရင်အာပြည်နေမှုရန်နေရာတွေနဲ့တုံးချတော့မှာကိုဆိုရင်ရတယ်ပေါ့နော်စကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအယုံကြည်မရှိလို့မဲပေးဖို့စံနာမရှိပေမဲ့ electronic မဲပေးစနစ်ကြောင့်မဖြစ်မနေမဲပေးရမှာကိုလူလူတွေကြားမှာစိုးရိမ်ပူပန်နေကြပါတယ်။မှန်တယ်ပြောလို့ရှိရင်လူကြောင့်မှာသူ့မှာကိုပိုင်ခွင့်ကြီးကိုပိုင်ဆုံးဖြစ်ချက်ဆိုတော့ရှိတယ်။အဲ့ဒါမှလည်းသူတို့ပေးစေချင်တဲ့ဆန္ဒရှိရဲ့ပါတီကိုပေးမယ်မပေးချင်တဲ့ပါတီကိုမပေးဘူးအခုကသူကမပေးချင်တဲ့ကွာပါတီကိုလည်းမဖြစ်မနေပေးရမယ်မပေးလို့ရှိရင်လည်းသူတို့ကတနည်းတစ်ပုံနဲ့အရေးယူမဲ့အရာတွေမျိုးရှိနေတယ်ဆိုတဲ့ခါကျတော့ ဒါရက်တစ်ဖက်သက်ဆန်လို့လေလေသူတို့ကမပေးရင်ဘယ်လိုလုပ်မယ်ပဲချက်ဘယ်လိုတွေလုပ်မယ်ဆိုတာတွေကဟိုမျိုးစုံတွေကြားနေရတဲ့အခါကျတော့နည်းနည်းတော့စိတ်ပူမိတာပေါ့နော်စစ်ကောင်စီကြီးညာတယ်မဲဆန္ဒရှင်တအူကြီးအခွင့်အရေးများဖော်ပြချက်မှာတော့ရွေးကောက်ပွဲတွင်မဲဆန္ဒပေးလိုပါကပေးနိုင်ပြီမပေးလိုပါကမပေးဘဲနေခွင့်ရှိသည်သူရရင်ဆန္ဒမဲပေးခွင့်အခွင့်အရေးမဆုံးရှုံးစေရန်အလေးထားရပါမည်လို့ဖော်ပြပါရှိပါတယ်ဒါဟာလူခွင့်ရေးတရက်ဖြစ်ပေမဲ့လည်း electronic မဲပေးစနစ်မှာတော့ မမပေးဘဲနေခွင့်မပါတာဟာအခြေခံလူခွင့်ရေးကိုချိုးဖောက်နေတာဖြစ်တယ်လို့လူခွင့်ရေးဆိုင်ရာရှင်တွေတယောက်ကလည်းမှတ်ချက်ပြုပါတယ်။ရှင်တွေကစားဒီပီပီတင်တော့ကအတန်ဖတ်ကြားပေးထားပါတယ်။ ebook တွေစနစ်မှာမဲမပေးခွင့်ပါဝင်ခြင်းမရှိဘဲမဲတစ်ခုကိုမဖြစ်မနေပေးရမယ်ဆိုတာကပြည်သူလွတ်လပ်မှုကိုကန့်သတ်နေတာဖြစ်တယ်။အဲ့ဒါနဲ့ပတ်သက်ပြီး ICCPR ဖွဲ့စည်းပုံအခြေခံဥပဒေမှာအခြေခံလွတ်လပ်ခွင့်ချိုးဖောက်နေတာဖြစ်တယ်။ biometric ID လေးစနစ်တွေနဲ့မဲပေးသူတွေကိုသိနိုင်တာ ဘုတ်ထွက်ခင်လုံနိုင်တာတွေဟာလူ့အခွင့်အရေးရအချင်းချင်းမှုတွေလည်းဖြစ်တယ်။ electronic မဲပေးစနစ်ဟာနည်းပညာအရအဆင်ပြေရဆိုပေမဲ့မဲပေးခွင့်ကိုထည့်မထားတာလျှို့ဝှက်ရေးကိုအချိုးဖောက်တာနည်းပညာသုံးစွဲမှုအရမဲဆန္ဒရှင်ကိုချိန်ချောက်နိုင်မှုစတဲ့အချက်တွေဟာပြည်သူအခြေခံလွတ်လပ်ခွင့်နဲ့လူ့အခွင့်အရေးကိုအလွန်အမြဲရှိစေနိုင်ပါတယ်။စစ်ကောင်စီဟာလာမယ့်ဒီဇင်ဘာလ28ရက်မှာအထွေထွေရေကောက်ပွဲပြုလုပ်မယ်လို့ကြေညာထားပြီးမြို့နယ်ပေါင်း294မြို့နယ်မှာကျင်းပမှာလည်းဖြစ်ကောင် ရွေးကောက်ပွဲအပိုင်းတက်မှာတော့မြို့နယ်ပေါင်းတရား2မြို့နယ်မှာသာပြုလုပ်သွားမှာဖြစ်ပါတယ်။လက်ရှိမှာတော့စစ်ကောင်စီဟာရွေးကောက်ပွဲကိုအကြောင်းမျိုးမျိုးနဲ့ထိခိုက်စေတယ်လို့ယူဆတဲ့အတွက်လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်း90ကျော်ကိုရွေးကောက်ပွဲပြက်ပြားစေမှုနဲ့ဆွဆွဲထားတာတွေလည်းရှိနေပါတယ်။ကျွန်မဝေပါ TV ရမြင့်တန်ကြတဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမကတော့ဖူးအီအီနွယ်ပါကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်